ကုသိုလ်အလီလီရကြဖို့အမြအမြလို့ဒီလူပညာလို့ကိုလုံးဝနားလိုက်တာတဲ့၆နှစ်ရှိအပြီးပိုင်တော့မစွလို့သေးဘူးဘာသနာရှိသေးရဆိုလေအိမ်ချမ်းမြေပေါ့အိမ်ပွဲစားဝင်လုပ်နေပါတယ်ကွာလူပညာသမားကဖြစ်တဲ့ပွဲစားငတ်လို့ဝင်လုပ်တာလို့ပြောတာတက်လို့မဟုတ်ပါဘူးကွာသူတို့လုံးမရှိလို့ငတ်လို့ကိုကကိုနူပညာမှာကိုကတတိလေကိုကဆရာကြီးလေ နေတော့အဒီခံနေတော့အတိဝင်စားတို့အလီလီရကြောအမြအမြလူလူတကားလူမအမြဝေပါပြီရေသချလို့ပြီးပါပြီခရ ရင်တော့ရုပ်ရှင်မင်းသားအတန်တိတ်ခိတ်ကရုပ်ရှင်မင်းသားဦးကြီးရွှေဘားတို့နဲ့တွဲခဲ့တဲ့ကြော်ဘအဖေရဲ့ဖေရရန်ကုန်ကကျောင်းသားသတိပဋ္ဌာန်လမ်းမှာနေဒါရိုက်တာဦးမျိုးအောင်ရုပ်ရှင်ဒါရိုက်တာဦးမျိုးအောင်ဖေရဖေရမေရမင်းသမီးပခုတ်ကူသူတော်သူမှရွှေကြီးအဖေရကြော်ဘကောတထုံရလွယ်ပေါ့ဖေနာမည်ဇက်ကျန်းဘရင်တထုံရလွယ်အဲ့လိုဖေရမင်းသားမင်းသမီးရပောက်သွားတော့လူပညာမျိုးမျိုးအကိုအကြီးဆုံးက မြင်းမလေးပေါ်ဘူးအကိုကတော့ဆုံးမသွားပါပြီအဲ့ဒါကိုကြီးဆုံးအဲ့ဒါပြီးတော့ပေါ်လေးတယ်လူရှင်တော့အဲ့လည်းဆုံးမသွားပြီအဲ့ဒါပြီးတော့မမတီတာလွင်နဲ့အန်ဒီရဲ့အထက်ကအမသူလည်းကွယ်လွန်သွားပြီအဲ့ဒါပြီးမှအန်ဒီအန်ဒီပြီးတော့မှအခုကိုစုပါရုပ်ရှင်လည်းရိုက်တယ်ဗီဒီယိုလည်းရိုက်တယ်ဇက်လည်းကရတယ်ဘောင်လေးငယ်ဆုံးလေးပါအဲ့သူကတော့ကိုစုပါဆိုအငယ်ဆုံးလေးမောင်နှမ9ယောက်ရှိတာပေါ့ လူပညာမျိုးမျိုးပါကိုနဲ့မောင်နဲ့ကလူရှင်တော်ဖြစ်ပြီးတော့ကိုကျမဆိုတော့ဖြစ်သွားတာဆိုတော့ဖြစ်ချင်တာမင်းသမီးလေးမင်းသမီးပေါ့မင်းသမီးကကျင်လို့ခေါင်းဆောင်မင်းသမီးကကျင်လို့လိုက်လာမင်းသမီးလေးကိုမိဘနော်လိုက်လာတာပေါ့လိုက်လာတော့အန်တီကရုပ်ဆိုးတယ်လေရုပ်ဆိုးတော့ညိမ့်နေရသချင်းလေးဆိုးပြတဲ့မှာဆိုးလိုက်တယ်ကြိုက်တယ်အတန်ဒါပေမဲ့ခေါင်းဆောင်တင်လို့မရဘူးရုပ်ဆိုးလို့အဲ့လိုကြီးပြောတာအလဲအတွက်တယ်မဟုတ်အန်တီကလည်းရုပ်တာဆိုတော့အလဲအတွက်ကိုမလုပ်ချင်ဘူး အားနဲ့အမေနောက်ကိုတရှင်းဆိုရင်လည်းရွယ်ပုံးလေးလေးတယောက်ရောက်နေတယ်ကြောက်ရောင်းပေါ့အသားမဲမဲပါဇက်ပြဲပြဲရုပ်ဆိုးဆိုးအသံကတော့ကောင်းတယ်ဆိုပြီးတော့အဲ့လိုချစ်ပြီးအဆိုးတော့ရောက်တာအလုံးနားတာလည်းခြောက်နေရှိပြီနော်ဒီလူပညာလူကိုလုံးဝနားလိုက်တာလည်းခြောက်နေရှိအဲ့ကြိုးစားကြိုးစားအဲ့လိုလေးတွေအဒီဆိုပေးပါအောင်ဒီပု္ပ္ပာနဲ့ပု္ပ္ပာပဲရှိတော့တာအပြီးပိုင်တော့မဆွတ်လို့သေးပါဘူးဝါသနာရှိသေးရဆိုလေဟိုလိုကြီးတော့ပြီးပိုင်တော့မဆွတ်လို့ဘူးအဲ့ တပုတ်စားနှစ်ပုတ်စားဆိုယူခိုင်းရင်လာငှားရင်ဆိုမယ်အန်တီရဲ့ဖြစ်ချင်သောဆန္ဒတစ်ခုရှိသေးရဲ့လေအန်တီကသူများတိတ်ခွေတို့ပဲဆိုခဲ့ရတာအန်တီနီလာရဲ့နီလာနွင်းဆိုတဲ့တကူတော့တီစီတီမထုတ်ဘူးသေးပါစီးပွားရေးခြေနေရခေခါခြေနေရပေါ့တော့ခုကတပုတ်ချင်းတပုတ်ချင်းလိုင်းပေါ်တင်ငါသားပေါက်နေရပဲလေအဲ့တပုတ်ချင်းတပုတ်ချင်းယုံမို့အန်တီနီလာမယုံနိုင်ဘူးမယုံကန်းနိုင်သေးဘူးပေါ့နော်အိမ်ချမ်းမြေပေါ့အိမ်ပွဲစားဝင်လုပ်နေပါတယ်ခုက ရေပွဲစားပေါ့အဲလာလို့ရလူပဲတည်ရလေရွှေတိစောင်းတာသူတို့ပြောလို့မှမရတာဟိုတော့ရွှေတိစောင်းတာကူကဖုန်ကြီးတိစောင်းကြရတော့မှမရှိတာရေမဟုတ်လားဘဝဒီလောက်ကွာဝိုင်းလေအဲ့ကြလေလူတွေကနေရမပေးခဲ့ပါဘူးအတူနေနေနော်သားတို့နဲ့တတိုင်းတနိုင်ငံလုံးတည်အောင်လို့ဗျာဒီမချက်ပေါက်ပြောရမှာလူပြန်သမားကဖြစ်တဲ့ပွဲစားငတ်လို့ဝင်လောက်တာလို့ပြောတာတက်လို့မဟုတ်ပါဘူးကွာသူတို့လုံးမရှိလို့ငတ်လို့အဲ့လိုနေ နိုင်တယ်ဒီနော်ပေါ့အခက်အခဲကြီးအများကြီးပဲနိုင်ညားလေအဒီကိုကိုကကိုနုပညာမှာကိုကတတိလေကိုကဆရာကြီးလေဒီချိန်မှာအားနိုင်တယ်အဒီကိုဘာမှမတတ်ပါဘူးတပင်သေးလေးပါလကားဟာဒီလုံးမရှိလို့တကားချက်ချက်ညက်ကလုတ်ပြီးဝင်လုတာဘာနာလေဘာတိလို့ဆိုပြီးအဒီတားနိုင်တယ် နေတော့အဒီကခံနေတော့ဒီဝင်စားမြန်မာနိုင်ငံမှာရှိတဲ့မိတ်ဆွေတွေလူပညာအပိတ်တဲ့ပြည်သက်တွေရောအင်းချက်မြင်းတဲ့ပတ်သက်မနီလာအင်းဝဲစားလုပ်နေပါတယ်လို့အန်တလေးမှာပါလို့အင်းချက်မြေးလို့ဝဲချင်းနေဆိုလဲဆက်သွဲပါလို့ခုမြေးမြေးပွဲစားလုပ်နေပါပြီလို့ယူသားဆုံးစူးစားဆုံးနဲ့မမှန်ကန်ကန်လေးဆောင်ရွက်ပေးပါတယ်လို့ တတို့စီရင်တစင်းကြောင်ညာပေးဖို့နော်အန်ဒီကမန္တလေးမှာပါဘလောက်ကြာပြီလဲခလုတ်တရလား၃နှစ်လောက်ပဲရှိပါတယ်၃နှစ်တော့ပြင်းသေးပါဦးတိုင်းနှစ်နှစ်ကျော်ပဲရှိသေးဒီမြေပွဲစားတွေကိုစဝင်အဒီအသက်ရွယ်နေဆိုရင်လည်းဂျီလောကကိုအဒီဘသူပဲနေနေအဒီရောက်အောင်ပန်းနိုင်အောင်သွားမှာပါလူပညာနဲ့အဒီပန်းနိုင်အောင်သွားခဲ့တာပဲလေဒီမြေပွဲစားတော့ကလည်းနှိမ်ကြပါဆေးအလိုပဲနှိမ်နေ အမှုပညာသမားမို့ဝင်နေမယ်တဲ့လို့မဘယ်နဲ့ငါ့လို့ဝင်မလို့ပဲဘလို့ပဲနေနေအန်ဒီစ조사မှာပါအဲ့ဒီခက်ခဲအန်ဒီတည့်ရလေဒါတို့အန်ဒီပြောမပြတော့ရတဲ့အရာလေဒါတို့ပြောပြထားတာလေအဲ့တော့အဒီအောင်အဒီရမခေါ်ပြတာအလိုအားနဲ့ချက်ရှိလို့ပါအဒီဘလို့စကမ်းသွားမလဲမသိသေးဘူး ဒီကတနည်းအားပြောချင်ပါတခါလေမနေကြပါနဲ့လို့မန္တိလာနော်မန္တိလာရိုးသားဆုံးကိုဝင်းစားတဲ့တို့ကိုရုံးကန်တာပါလို့အင်ချက်မြင်မိသားစုလည်းလက်တွဲခေါ်စီချင်ပါရဲ့လို့ကျွန်မဝင်းစားရဲ့အတွက်မြေပွဲသားလို့ဝင်ပြန်လူပညာကိုမမေ့ပါဘူးနော်အများနဲ့ရှိပါတချင်းတွေလည်းရင်ထဲမှာအများလားအားလားအဲ့မမုန်နီကြကုန်ကောင်းတယ်ကျန်နာတာမေ့ရင်မေ့မယ်တချင်းနဲ့ပတ်သက်တဲ့မမုန်ကျွန်မအုံတော်တမှာပြည့်ရှိပါတယ်အများနဲ့လဲစုံနေအောင်ပါပါအများနဲ့လဲဂါရဝပြုတ်နေအောင်ပါပါဘယ်တော့မှလည်းမဆွတ်လို့ပါဘူးမမေ့ကောင်းတဲ့အရာပါ လူပညာကျမရဲ့ဘဝမှတ်တိုင်မို့လို့ခါခွင့်တင့်တင့်တယ်လို့မျိုးကတော့အောင်ပါပါဆိုပြအောင်ပါနော်တချင်းနေကျမအများကြီးစုံနေသေးရနော်အသက်ကြီးမပျက်စီးသေးပါဘူးလို့ဆိုပြအောင်မယ်နော်ပြည့်သက်တယ်ကျေးဇူးပါ